အီရန်နဲ့အစ္စရေးဘာကြောင့်ဆစ်ဖြစ်ကြသလဲအာရှတိုက်ရဲ့အနောက်ပိုင်းအရှေ့အလယ်ပိုင်းဒေသလိုခေါ်ကြမှာရှိကြတဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံဟာဆစ်ဖြစ်နေပါပြီအခုလ13ရက်မနေ့စောစောပိုင်းမှာအစ္စရေးဟာအီရန်ကို Operation Rising Lion အမည်တပ်ထားတဲ့စစ်စင်ရေးနဲ့အီရန်ကိုတိုက်ခိုက်ခဲ့တာပါ စစ်ဖြစ်ပြီးရပိုင်းအတွင်းမှာပဲနှစ်နိုင်ငံစလုံးမှာလူပေါင်းရာချီပြီးတည်ဆုံခဲ့ကြရပါတယ်အများစုကအယက်သားတွေပါအီရန်နဲ့အစ္စရေးနှစ်နိုင်ငံဟာဘာကြောင့်စစ်ဖြစ်နေကြရတာလဲဘသူဘက်ကနေဘသူတွေကနောက်ွယ်မှာပါဝင်နေကြတယ်လဲဆိုတာဆွေးနွေးကြပါစို့ မဆွေးနွေးခင်အီရန်နဲ့အစ္စရေးနိုင်ငံတွေရဲ့ profile ကိုအကြမ်းဖျင်းအရင်ရှင်းပြပါမယ်။အီရန်နိုင်ငံရဲ့တရားဝင်အမိကအီရန် Islamic သမ္မတနိုင်ငံဖြစ်ပါတယ်။ဟိုးအရင်ကပါရှားပရဆီယာလိုလူတိများပါတယ်။နိုင်ငံရဲ့တရားဝင်အမိမှာကို Islamic သမ္မတနိုင်ငံလို့ပါရှိတာကြောင့်အီရန်ဟာဘာသာရေးကိုအထုတ်ထိတ်ထားတယ်ဆိုတာသိတာထင်ရှားပါတယ်။သူ့ရဲ့အိမ်နီးချင်းနေဆက်ချင်းထိစပ်တဲ့နိုင်ငံတွေထဲမှာအာဖဂန်နစ္စတန်၊ပါကစ္စတန်၊အီရတ်၊တူရကီတို့ဟာလူတိများပါတယ်။ အခုစစ်ဖြစ်နေတဲ့အစ္စရေးဟာအီရန်နဲ့နယ်နိမိတ်ချင်းမထိဆက်ပါဘူးအီရန်ဟာသမရနိုင်ငံဖြစ်ပေမဲ့ အီရန်အစ္စလမ်ဘာသာရေးကောင်းဆောင်ခါမီနီကအာနာကိုချုပ်ကင်ထားပါတယ်သူဟာ1989ကနေဒီနေ့ထိအာနာရယူထားတာကြောင့်အာနာတက်တန်းနှစ်ပေါင်း40နီးပါးရှိပါပြီအီရန်ဟာဒီဘက်ခေတ်ပိုင်းမှာနျူကလ িয়ার ပိုင်ဆိုင်ဖို့အသေးအတန်စ조사နေပါတယ်စွန့်ရင်လိုအပ်ချက်အရာအကြောင်းပြပေမဲ့အမေရိကန်ပါဝင်ဥရောပနိုင်ငံတွေအစ္စရေးနိုင်ငံကုလသမဂ္ဂနဲ့နိုင်ငံတကာအမှုမြူစွန့်ရင်အေဂျင်စီတို့ကမယုံကြည်ကြပါဘူး အီရန်ဟာနျူကလ িয়ার ကိုလက်နက်အဖြစ်အသုံးချဖို့ထုတ်လုပ်ဖို့ကြိုးစားနေတယ်လို့တန်တရားရှိခဲ့ကြပါတယ်။ပေါက်ကြားလာတဲ့သတင်းတွေအရအီရန်ဟာနျူကလ িয়ার ပိုင်ဆိုင်မှုတော်တော်နှိစက်နေတယ်လို့သိရပါတယ်။အီရန်ဟာအမေရိကန်အပါအဝင်ဥရောပနိုင်ငံတွေကဗတ်ပေါင်းစုံတန်ခတ်ပိတ်ဆို့မှုခံထားရပါတယ်။လက်ရှိကောင်းဆောင်ခိုမီနီဟာအီရန်ပြည်သူတွေကအကြိုက်နဲလာနေပါတယ်။ အစ္စရေးနိုင်ငံအကြောင်းဆက်ကြပါစို့အစ္စရေးဟာဂျူးလူမျိုးအများစုနေထိုင်ကြတဲ့လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်ဂျူးဘာသာကိုကိုးကွယ်ကြပါတယ်လက်ရှိခေါင်းဆောင်ဟာဝင်ကြီးချုပ်နေတန်ယာဟုပါအစ္စရေးရဲ့တက်တန်းအကြဆုံးဝင်ကြီးချုပ်ဖြစ်ပါတယ်ပါလက်စတိုင်း၊လေဗနွန်၊ဆီးရီးယား၊အီဂျစ်တို့နဲ့နယ်မြေချင်းထိစပ်ပါတယ်။အစ္စရေးဟာ1948ခုကတည်းကပါလက်စတိုင်းပါဝင အာရပ်နိုင်ငံတွေနဲ့စစ်ပွဲတွေဖြစ်ခဲ့ပါတယ်။ဘာကြောင့်အီရန်နဲ့အစ္စရေးစစ်ဖြစ်ရတာလဲ။အီရန်နဲ့အစ္စရေးဟာအရှိလေပိုင်းဒေသတွေမှာရှိကြပေမဲ့နယ်မြေချင်းမထိဆက်ပါဘူး။ဒါကြောင့်နှစ်နိုင်ငံကြားတင်းမာမှုဟာနယ်စပ်ပြဿနာကြောင့်မဟုတ်ပါဘူး။အခြားပြဿနာတွေကြောင့်ပါဘာတွေပါလဲ။အီရန်နဲ့အစ္စရေးတို့ဟာကိုးကွယ်ရာဘာသာမတူညီကြပါဘူး။ကိုးကွယ်ရာဘာသာမတူညီခြင်းဟာအီရန်နဲ့အစ္စရေးတင်းမာမှုကိုဖြစ်စေခဲ့ပါတယ်။အီရန်ဟာအစ္စရေးကိုနိုင်ငံတစ်ခုအဖြစ်အတိမတ်မပြုသလို အမေရိကန်ပါဝင်အနောက်နိုင်ငံတွေနဲ့မဟာမိတ်ဖြစ်နေတာကိုမကြိုက်ပါဘူး။အီရန်ရဲ့မြို့တော်တီဟီရန်ရှိအမေရိကန်တန်ယုံကိုအီရန်ကျောင်းသားလူငယ်တွေစီးနင်းသိမ်းပိုက်ခဲ့တဲ့1989ခုနောက်ပိုင်းကစပြီးအီရန်နဲ့အမေရိကန်ဟာမဟာရန်သူတော်တွေဖြစ်ခဲ့ကြပါလေ။အမေရိကန်ပါဝင်အနောက်နဲ့ဥရောပနိုင်ငံအချို့ဟာအီရန်ကိုတန်တမာရေးစီးပွားရေးစတဲ့ဗက်ပေါင်းဆောင်ကနေအရေးပိတ်ဆို့မှုတွေလုပ်ခဲ့ကြပါလေ။အီရန်နဲ့အစ္စရေးတို့အကြားတင်းမာမှုဟာ အီရန်မှာဘာသာရေးကောင်းဆောင်အာယာတိုလာခိုမီနီအာဏာရယူခဲ့တဲ့1989ခုလောက်ကနေစခဲ့တာပါခေါင်းဆောင်ဟောင်းခိုမီနီနဲ့လက်ရှိခေါင်းဆောင်ခါမီနီတို့ဟာအစ္စရေးရဲ့ရန်သူဖြစ်တဲ့ပါလက်စတိုင်းအဖွဲ့တွေဖြစ်တဲ့ဟာမတ်ဂျီဟတ်နဲ့ဟစ်ဘိုလာအဖွဲ့တွေကိုထောက်ခံပံ့ပိုးပေးပါတယ်ငွေကြေးကူညီတဲ့စစ်တင်နှံတွေပေးတဲ့လက်နက်တွေပံ့ပိုးတာပါအဲ့ဒီအဖွဲ့တွေကအစ္စရေးကိုတိုက်ခိုက်ပါတယ် ဒါအပြင်အီရန်ဟာအစ္စရေးနဲ့ဆစ်ဖြစ်နေတဲ့ဆီးရီးယားကိုဆက်လက်နဲ့ပစ္စည်းတွေဖြင့်အီရန်ဝေဟင်ပိုင်နဲ့နဲ့လေရင်ကွင်းတွေကိုဆီးရီးယားကိုအတုံးပြုတ်ဝင်ပေးခဲ့ပါသေးတယ်။အီရန်နဲ့အစ္စရေးဟာစစ်ပွဲမရှိခဲ့ကြပေမဲ့ proxy war တွေ့ဝိုက်စစ်ပွဲတွေဖြစ်နေခဲ့တဲ့သဘောပါ။ အီရန်ဟာစွမ်းအင်လိုအပ်ချက်ရှိတယ်လို့အကြောင်းပြပြီးနျူကလ িয়ার ပိုင်ဆိုင်မှုစ조사ခဲ့တာ2000ခုဝန်းကျင်လောက်မှာတော်တော်အောင်မြင်လာခဲ့တယ်။အီရန်နျူကလ িয়ার ပိုင်ဆိုင်လာမှာကိုအစိုးရဆုံးနိုင်ငံကတော့အစ္စရေးပါ။ဒါကြောင့်အစ္စရေးဟာအီရန်နျူကလ িয়ার မပိုင်ဆိုင်မှုအသေးအတန်စ조사ခဲ့ပါတယ်။ အီရန်သားနျူကလ িয়ার ပိုင်ဆိုင်ခဲ့ရင်အစ္စရေးဟာသူ့နိုင်ငံကမ္ဘာမြေပုံပေါ်ကနေပျောက်ကွယ်သွားနိုင်မယ်လို့ယူဆထားပါတယ်။၂010ခုမှာအစ္စရေးဟာ Stuxnet Virus အမည်ရှိတဲ့ Cyber Attack နဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်နေတယ်လို့ယူဆရတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။2023နဲ့2024ခုနှစ်တွေအတွင်းမှာတော့အတင်းမာဆုံးဖြစ်ခဲ့ပြီး အီရန်ကအစ္စရေးကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကလည်းပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံစလုံးဟာအရှေ့အလယ်ပိုင်းဒေသတွေမှာပါဝါအရှိဆုံးနိုင်ငံတွေဖြစ်ချင်ကြပါတယ်။ဒါကြောင့်အီရန်ဟာအစ္စရေးနဲ့ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကိုကူညီပြီးအစ္စရေးကိုချိနဲ့အောင်လုပ်တယ်။အစ္စရေးကအနောက်နဲ့ဥရောပနိုင်ငံတွေအကူအညီနဲ့အီရန်ကိုပြန်လည်တုံ့ပြန်ပါတယ်။အဲ့ဒီအခြေအနေတွေဟာဒီနှစ်နိုင်ငံကိုစစ်ပွဲဖြစ်စေခဲ့တဲ့အခြေခံအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ အီရန်နဲ့အစ္စရေးတို့ဟာသူတို့ကြီးစစ်ဖြစ်နေကြတာမဟုတ်ပါဘူးနှစ်ဖက်စလုံးမှာနောက်ွယ်ကနေပါဝင်နေသူတွေရှိကြပါတယ်အီရန်ရဲ့နောက်ွယ်မှာရုရှားတရုတ်တို့ပြင်ရှီးယက်ဘာသာဝင်အုပ်စုတွေဖြစ်တဲ့လက်ဘနွန်အီရတ်ဆီးရီးယားနဲ့ယီမင်တို့ရှိပါတယ်ရှာရူကအီရန်ကိုစစ်လက်နဲ့ရောင်းချတယ်လို့တရုတ်ဟာအီရန်ရဲ့အကြီးအကဲရေနံကုန်သွယ်ဖက်နိုင်ငံတွေဖြစ်ကြပါတယ်အစ္စရေးရဲ့နောက်မှာတော့အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေရှိကြပါတယ် အစ္စရေးကိုစစ်လက်နက်နည်းပညာအသည့်ကပံပိုးနေသူကအမေရိကန်ဘာဆော်ဒီ UAE နဲ့ဘာရိန်းနိုင်ငံတို့ကတော့အီရန်ရဲ့ချင်းချောက်မှုကိုစိုးရိမ်လို့အစ္စရေးကို တွဲဝိုက်ပြီးထောက်ခံပါတယ်အီရန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲဟာရုရှားတရုတ်တို့နဲ့အမေရိကန်အပါဝင် အနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ proxy war တွေဝိုက်စစ်ပွဲဖြစ်နေမလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်။